ားလုံးပဲမင်္ဂလာပါရှင်ဆရာတန်းဆွေရဲ့မဲသုံးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွာတိုင်းရွာတိုင်းတွင်ပင်အိုမင်းရေရွာလာသည့်အမဲအိုများကိုမြင်တွေ့နိုင်ကြသည့်ဖြစ်တော်လေသူတို့ဤလွန်လေးခဲ့သောအကြောင်းတစ်ခုဤဖြစ်စဉ်တို့ကိုမူဆုံးလင်းအောင်တည်ကြမည်မဟုတ်ပေတည်လဲတည်လို့ကြမည်မထင်အထူးသဖြင့်ဆင်းဆင်းရဲရဲတဲငယ်ကလေးတဲ့တွင်ပြောင်းမှုဘက်ဆေးလေးကိုဖွာရှိုက်ရှုနေသည့်အမဲအိုဖြစ်ပါကား တာ၍ပင်စကားလက်ဆုံးကြားလို့ရမည်မထင်အပေါ်ရာအဖြစ်ကြည့်ပါမူထိုထိုသောဆင်းရဲသူအမေဦးတို့သည်သူပိုင်သောကြက်ဘဲတို့မှဥထားသည့်ဥရိုကို၎င်းရွာပြင်တောထက်ရှိဟင်းရွက်တို့ကို၎င်းလက်ကတဲ့မှဟင်းရွက်တို့ကို၎င်းချင်းလောင်းမြစ်ထက်ကမြို့သူရအောင်ချီလျင်သူမဟုတ်နွားလဲကြုံပြစ်လိုက်ပါလာတဲ့ကြကမြို့ပေါ်တွင်ရောင်းချပြီးပါကဆန်းနေစကွဲအနေငယ်ကိုဝဲကား လာလန်းအတိုင်းရွာစီတို့ဥတီကပြန်တက်ကြသည်ကိုသာမြင်ကြရပေမည်။ထိုချင်းရာတို့ကိုအခြားသူများအဖို့တွင်ထူးထူးခြားခြားစိတ်အာရုံလှူရှားပွေရအကြောင်းမရှိတော့လေ။ကျွန်တော်ဖို့မှမဟုတ်။ရွာစုံစနပုတ်ရှိတဲပုတ်ရှင်အမေအိုတို့ကိုမြင်လေတိုင်းစိတ်ထဲတွင်တိတိတသားကြီးတုံလှုပ်ခြားခြားမိရမှာ။ကျွန်တော်ငယ်စဉ်ခါခါဆောက်၍ယနေ့တိုင်းမမေ့နိုင်သေးသည့်တရံတစ်ခုကိုမြင်အောင်လာမိပါသည်။ထိုတရန်ရှင်ကကျွန်တော်ငယ်စဉ်ကနေခဲ့ရသည့်ရွာစွန်းတွင်နေထိုင်သောမိမကြီးတူအပြင်ဖြစ်လေသည် သူ့နာမည်မှာမူမဲသုံးဟုထင်ရပါသည်သူယောက်ျားနှင့်သူသားတို့မှာနှစ်ယောက်စလုံးအတန်းမှာထွားချိုင်းသူများဖြစ်ပါသည် ရွာသူရသားတို့ဤပြောစကားအရာမဲသုံးဤယောက်ျားကြီးမှာနွားတခိုးကြီးဟုသိရပါသည်ကျွန်တော်သိခဲ့သမျှလေရွာထဲတွင်နားပြောက်တန်ကြရတိုင်းထုလူကြီးတီလဲပျောက်ကွယ်၍သွားရပါသည် သူ့နာမည်ကိုမူကားကောင်းစွာမှတ်မိပါသည် ကိုဖို့ထင် ။အိညာတွင်ကိုဖိုးထင်နှင့်မဲတုံတို့ညာလာပုံကိုဖော်ပြရပါမည်။ကိုဖိုးထင်၏ဘဝများသည်ထိုရတဝိုက်တွင်လေကအတော်တန်ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြလေသည်။ကိုဖိုးထင်၏ဖခင် လူလားမြောက်လာသည့်အခါတွင်ကလေကွက်များမှချက်သည့်လက်တို့တကွက်ပြီးတကွက်သက်ဆင်းကုန်ကြရကကိုဖိုးထင်မတ်တပ်ပြေးအရွယ်တွင်မူကားတကွက်မှမကြံတော့ပဲအရက်ပလင်းဝင်တို့သာလျင်ကြံခဲ့လေသည်။ ိုဖိုးထင်သည့်လဲထွန်နိုင်သည့်အရွယ်သို့ရောက်သည့်နေ့တစ်ပိုင်းနဲ့တရင်ကအဖြစ်ဖြစ်အတံမွေးခဲ့ရလေသည်လဲထွန်သမားကိုဖိုးထင်သည်ကောက်ဆိုင်သို့မတ်မဲတုံနှင်းလဲထဲတွင်စုံမိလေတော့သည်ညောင်များလှစွာသောကောက်ဆိုင်သူမတွေထဲတွင်မတ်မဲတုံမှရွေးချယ်၍ညာရသည်မှအကြောင်းရှိလေသည်အကြောင်းကဤသို့သည်မဲတုံသည်မိဘမတ်တကောင်ကြွက်ဖြစ်ကကိုဖိုးထင်သည်တရင်နိုင်ကအင်တွင်အခိုင်းစေဖြစ်မွေးထားခဲ့လေသည် မဲတုံခမလဲတဲ့တွင်လဲကောက်ဆရသည်အိမ်တို့ရောက်ပြန်မှာကလေကောက်ရိုးစင်းရေခမ်းထမင်းကြက်ထင်းခွဲမှဆောက်၍အိမ်မှုကိစ္စအဝဝတို့ကိုလုပ်ရသည်အိမ်ရှိနွားဝက်ကြက်ခွေးတို့ကိုလည်းအစာကြိုချက်၍ကျွေးရသည်ညတွင်လဲတင်းရင်နိုင်တဲ့သူများတို့ကိုနင်းနှိပ်ပြရလိမ့်သည်ထို့အတွင်းအရှင်သခင်တို့ဤစိတ်နှင့်မတွေ့ပါကနီးရလက်နက်နှင့်ရိုင်းနှက်တတ်သည်ဤတို့လျင်ရဲဆက်ခြင်းကြမ်းကြုတ်ခြင်း အကျဉ်းသာကင်းမဲ့ခြင်းတို့ဤလောင်းရေးဝဲကြည်ပြင်း၍လာခဲ့ရသောမဲတုံးသည်မမတ်လေးကိုချက်လိုက်ပါတဲ့အာယုံဟူအတန်ဝအတန်မြဲကြီးကိုဟက်ကာမိုးတဲတဲတဲ့တွင်ဇွဲကြီးချင်းနှင့်လဲထွန်းနေသောကိုဖိုးတဲ့အပေါ်တွင်အာကိုကျင်စိတ်ပေါ်လာတော့၏အတနာခံနေသောမဲတုံးဤမျက်လုံးတကူးကြာလူစိုးလူရိုင်းကြီးကိုဖိုးထင်သည်လဲမအပြန်တညက်နေတွင်သုံးခွင်းသောစကားကိုပြောကြလာလေတော့သည်ထို့နောက်ကိုဖိုးထင်နှင့်မမဲတုံးတို့ကြိုက်နေကြပြီဟူသောစကားသည် လဲတဲ့တွင်တဝိဝိလဲနေရမှာရွာတဲ့သူပြန်သွားလိမ့်ဤတနေ့တွင်မဲတုံးဒီကိုဖိုးတင်အားသူဤကျော်မအရှုံးများကိုပြကသူကိုခိုးယူပါရန်အကြောင်းငိုယူတောင်းမှန်လိသည်အသက်နှစ်ထပ်တူချစ်ကြည်ပြုသောရည်စားတဲ့အားအနာတရလောက်ရပါမည်လို့ဟူဒေါသပွားကကိုဖိုးတင်ဒီထုံညာတွင်ချင်းပင်တရင်တိုင်ဤခေါင်းကိုဝေရင်လုံးနှင့်ရိုင်းနှံဆုံးမခဲ့ပြီးမဲတုံးနှင့်အတူကျွန်တော်တို့ရွာသို့ထွက်ပြေးလာခဲ့ကြလိသည် ရင်တို့လျင်ကိုဖိုးထင်နဲ့မမဲတုံတို့ညားခဲ့ကြလေသည်အချို့ကမူမဲတုံသည်ကိုဖိုးထင်နဲ့မညားမီတရင်တိုင်းအိမ်တွင်နေခဲ့စဉ်ကတရင်တိုင်းဤခြေတော်တင်ခံခဲ့ရသည်သည်ဟုဆိုကြသည်တရင်မှာအခြေအမြင်မရှိလာတော့လဲမဟုတ်ဟုမငင်းနိုင်မီမိတို့ပင်ဖြစ်စေမဲတုံသည်ကိုဖိုးထင်နဲ့ညားကတားတယောက်တမိတယောက်မွေးခဲ့ပေပြီတမိကလေးမှမွေးပြီးတလအတွင်းတည်သွားသည်ဖြင့်တားတယောက်သာကြံခဲ့လေသည် ကိုဖိုးထင်နဲ့ညာပီသုံးနဲ့အတွင်ဝင်ကလေးနှစ်ယောက်မွေးခဲ့တော့မမေသုံးမှာငကူကပင်ပိန်သူဖြစ်သည်ဖြင့်အတော်ပင်ပိန်၍နေလေသည်ကျွန်တော်တို့ရွာမှလဲကွက်မရှိပင်တောင်ရများသာရှိရကားကိုဖိုးထင်သည်လဲမထွန်းတော့ပင်ခလင်းငါ၍နွားချီတိုက်လေသည်နွားရောင်းဝယ်လဲလှုပ်လေသည်သူတီခွေးသုံးကမာသုံးကောင်နှင့်ဝက်လေးကောင်ကြက်၆ကောင်ရှိလေသည် မဲသုံးမမှုထိုတရိษံတို့အားအစာကြိုချက်၍ကြွေးခြင်းဖြင့်အချင်းကုန်နေတော့သည်မဲသုံးအဖို့တရိษံများကိုဤသို့ကြွေးမွေးရခြင်းအလုံးမှာပို၍ပင်ပန်းစရာအကြောင်းမရှိကြတင်းတိုင်းဤအိမ်တွင်နေစဉ်ကလည်းနွားခွေဝက်ကြံတူပြီးတူစကားစကားကြွေးမွေးကြရသည်မဟုတ်ပါလောသူတို့ဤတာကလေးမှလည်းစားဟု၍တလုံးမှမတင်ရပေနွားကြောင်ရင်ဘဲထရင်တဖြည်းဖြည်းအသက်ကြီးလာကား သူ့အဖေနဲ့ကစောပြိုင်တောင်းနိုင်သည့်အရွယ်သို့ရောက်ခဲ့လေပြီလဲမောင်းချိန်တင်း၍ကစောမူးကပြန်လာကြရာတွင်အိမ်ရောက်၍ဟင်္ကောင်းပါလျင်တားဖြစ်သူကကြက်အိုတကောင်ကိုဖမ်းကားလဲလိလိတော့သည်မဲတုံးကဂယုတဆိုင်ကျွေးမွေးလာခဲ့ရသည့်ဝတ်တုံးမှလည်းဘဝဖြစ်ဖြစ်ဖြစ်၍လာကြပါကကိုဖိုးထင်ကလဲနဲ့တင်ကဝတ်သက်တရုတ်ထံသို့ရောင်းလေတော့သည်ကိုဖိုးထင်ကအရင်မရောက်ပါကသားတော်မဖိုးတေကရောင်းလေသည် တခါတရံတွင်နှစ်ယောက်သားအကြံတူးနေသည်ဖြင့်မဲတုံးကိုဘေးတွင်ထားကဆဲဆိုးရံဖြစ်လိုက်ကြသည်သည်မဲတုံးကမူဘာမှမပြောဘဲတိတ်ဆိတ်စွာနေတတ်သည့်သူဝါဒနာအတိုင်းသာနေလေသည် သူ၏အသက်မှာ40ကျော်ရုံမျှရှိသေးတော်လေသူရုပ်ရည်မှမူအိုမင်းရင်ရောခဲ့လေပြီကိုဖုတ်ထင်တို့သားဖာရှိစေကမူသူ့အတွက်အကြောင်းပထူနနခင်းတွင်ကြက်စာဘဲစာဝက်စာနွားစာများကိုကြွေးပြီးတဲ့နေ့တစ်ပိုင်းနဲ့ ကြက်ဥပဲဥတို့ကိုဆွဲကျင်နေရတဲ့ကခွေးသုံးကောင်ချမ်းရမ်း၍မြို့ပေါ်ရှိတရုတ်ဆိုင်သို့လာရောက်ရောင်းချရာ၏အပြန်တွင်တရုတ်ဆိုင်မှဇကွဲနှင့်စားစရာအချို့ကိုဝယ်ကာအမဲသားဆိုင်မှအကြီးအရွယ်အယိုးတို့ကို တောင်းယူ၍အိမ်သို့ပြန်လာပြီးကိုဖိုးထင်တို့ပြန်လာသည့်အချိန်တွင် အစဉ်တင်စားနိုင်ရန်အတွက်ချက်ရပြုတ်ရပြန်၍အမဲသားဆိုင်မှတောင်းလာသည့်အယိုးရဲများကိုရေဖြစ်ပြုတ်ကာနောက်လိုက်ခွေးသုံးကောင်ကိုကြွေသည် မနက်ဝက်တို့အတွက်ဝယ်လာသောဇကွဲကိုလည်းကြိုရပြန်သည်တရုတ်ဆိုင်တွင်၌မဲသုံးကျဲဥပဲဥတို့ကို ရောင်းနေစဉ်သူ့အဖော်ခွေးသုံးကောင်းသည်ဆိုင်ပြင်ပမှဆောင်နေကြ၏ကျဲဥပဲဥစီမှာတခါတရံသူ့လိုချင်တီထပ်ပို့၍ရ၏ဆိုင်ရှင်တရုတ်ကလည်းစကားနှင့်ကငိန်သက်အေးစီလာသောမဲသုံးအားတနာသဖြင့်အစအစအရရလိုက်လို့လျက်ရှိ၏ကျွန်တော်မျက်စီထဲတွင်မြင်အောင်လျက်ပင်ရှိပါသည်တည်း ထိုချိန်မှာယခုကဲ့သို့ပင်မိုးရသည်ဖြစ်ပါသည်။ကိုဖို့ထင်တို့တားဖသည်။အခြားတရက်တရွာတို့အလောကိစ္စဖြစ်သွားမည်ဟုဆိုကထွက်ခွာသွားကြလေသည်။သူတို့သည်တိတ်အိမ်လုံးရှိပစ္စည်းများကိုဘာတစ်ခုမှမယူဘဲသွားကြသည်။နွားချရန်ဟူ၍လည်းပြောသွားကြသည်။မဲတုံးအဖို့တွင်ထိုအကြောင်းအရာများကိုသိရန်လည်းမလို့မေးလည်းမမေးဘဲကြက်ဘဲတွေအစာဝါးဝါးစားရမှဥဥ့မည်။ ဥရိယာမှာသူတို့အတွက်စားစရာရမည်။ဝတ်တွေအစာဝဝစားရရွေးကြီးထွားမှာဈေးကောင်းကောင်းနဲ့ရောင်းရမည်ဟုသောအချက်တို့သာလျင်သူနားလေလေသည်။ရာသူရာသားတွေကိုလည်းဘယ်သူကမှမသိသဖြင့်လဲပတ်စရာလည်းမလို။စကားပြောဖို့လည်းမရှိ။ကိုဖိုးထင်တို့သားဖအခြားတရက်တို့ထောက်ခါသွားပြီးနောက်ခုနှစ်ရက်ခန့်အကြာတွင် နေပူနေရာမှရုတ်တရက်မိုးရွာလိုက်သဖြင့်လှမ်းထားသောထင်းများကိုတိမ့်နေသည့်မဲတုံးသည့်မိုးရီမီကဖျားလေတော်သည်။ အရာတွင်လဲနေသည့်အတွင်ဘဲကျက်ဝတ်နွားတို့မှအစာမစားရသဖြင့်နားကွယ်လူမတက်အော်ကြလေသည်ကံအလိုစွာလေးရက်အကြာတွင်ဘာစီမမတောက်ရဘဲအနှဲငယ်တက်တာ၍လာကထား၍ပင်လမ်းလျှောက်လာနိုင်လေသည်ဇကွဲအိုးတွင်လည်းဘာမှမရှိဆောင်းအိုးတွင်လည်းဘာမှမရှိသူမအိတ်ထဲတွင်မူပတ်စံအနှဲငယ်ကြံသေးသည်နောက်တစ်နေ့နဲ့တည်းတွင်သူမသည်တင်းအောင်တရောင်းကိုယူကာမျိုးတို့တက်လာလေသည် ခွေးသုံးကောင်ကလည်းမျိုးတို့ရောက်လျင်အမဲဦးစားရတော့မြေကိုတီးတီးအလားခုံပေါင်းမျိုးထုကလိုက်လာကြသည်တိရုပ်ဆိုင်တို့ရောက်တော့အခါဆန်အနေငယ်သာဝဲပြီးဇကွဲကိုမှုများစွာဝဲလေသည်ဆိုင်ရှင်တိရုပ်ကိုလည်းနောက်၄၅ရက်လောက်အတွင်းသူလာတော့မြေမဟုတ်တဲ့ဖြစ်လူလူ၍ကျုပ်ကိုယူရန်ပြောခဲ့လေသည်သူစိတ်ထဲမှာကြက်ဝက်ဝဲနာတို့ကို အစာကျွေးရင်းအနားယူရန်ဖြစ်လေသည်မြို့မထွက်သည်နှင့်တပြိုင်နက်မိုးသည်ဝေါကနေရွာချလိုက်သည် မဲသုံးသည့်မျိုးရဲတွင်ခေတ္တဝင်နာရန်အတိကျွမ်းမရှိသဖြင့်ဆက်လက်၍လျှောက်လာခဲ့လေသည်။မိုးတီတစားထက်တစားမဲ၍မဲ၍လာကတဲ၍တဲ၍သာလာလေတော့သည်။မဲသုံးကအင်းသူမြင်မြန်ရောက်လို့သောဖြင့်ခြေကုံတုပ်ခဲ့လေသည်။ရှောင်းရှောင်းရင်သူမတို့ကလုံးမှနာကျင်၍လာလေ၏။ခြေထောက်များမှလည်းလေးလံ၍လာလေသည်။ရွာနှင်းမြို့မှတမန်ကျော်ကျော်ဝေးကွာလျာလမ်းလျှောက်ရင်လမ်းလျှောက်ရင် အင်ကုန်မပြန်ရောက်ပါမည်လို့ဟိုတွေးကပူပန်မိလေသည်အစာစားချိန်တွင်မရောက်ပါကဆူညံစွာအမကြီးကအစာတောင်းကြမည်အတန်းတို့ကိုလည်းကြားရောက်မိလေသည်အင်တို့ရောက်ပါကကိုဖိုးတင်တို့သာဖားနဲ့တွေ့ရလျင်ကောင်းမည်ဟုမတောင်းတာစဘူးတောင်းတာမိလေသည်သားဖားနှစ်ယောက်ကစုံမှုမှုနဲ့ဆိုကြသည့်တချင်းတန်ကိုလေမိုးတန်လေးတန်မိုးချုံတန်တို့အကြမ်းပါပင်ကြားရောင်းလာလေ၏။တို့နှင့်မိုးတဲတဲတွင်မဲတုံးကြီးခြေလမ်းများမှာ လေးကံသေးထလေးကံ၍လာလေတော့သည်နောက်ဆုံးတွင်မဲသုံးသည့်မဟန်နိုင်တော့ပဲတစ်တပင်အောက်သို့ဝင်၍အနာယူလေသည်သူဤတကူလုံးမှရေကဲတုံးမှမအေးဆက်၍နေလေသည်မြက်ခွင်များမှလည်းလေးလံ၍လာလေသည်ခွေတို့သည်လည်းချွတ်ချွတ်ဆုံနေသောခန္ဓာကိုယ်တို့ဖြင့်တစ်ပင်တစ်ဝိုင်းလှည့်ပတ်၍ပြေးနေကြလေသည်နနက်ဆုံးခံဝင်ခြင်းကလေးကရွာတော်မူသည်ညာရှင်းနိုင်လောက်တွင်မှတိတ်လေသည် မိုးရွာပြီးနောက်တွင်ထွက်ပြေးလာသောလာယောင်ကအတိုင်းမသိတာယာလာပြီးသည်ထိုတာယာလာသောလာယောင်အရှိတစ်ပင်ရင်ဝဲမဲတုံသည် ခွေးများကိုချမ်းရံကလဲလျောင်းလျက်ရှိလေသည်မဲတုံကမနှိုးသောအိတ်ချင်းဖြင့်အိပ်ပျော်ခဲ့လေပြီးတကားတစ္ဆာရှိသောခွေးများသည် သူတို့သခင်မအားဘေးမှကာဝေးရန်အံ့သောငါပတ်လေဝိုင်း၍နေကြလေသည်ဤတွင်တကောင်းသောခွေးသည် မဲတုံးကြီးမျက်နှာတို့ကခါနမ်းရမှာမဲတုံးတည်သွားကြောင်းတည်သွားဟန်တူတဖြည်းခိတရက်လိုက်ရအလုံးပင်ရက်လိုက်ကြလေသည်ထို့နောက်တပြိုင်နက်ထဲဦးကြလေသည် ခွေးတို့သည်ဤသို့လျင်သူတို့သခင်မ၏အတုပဇာပနာကိုကျင်းပကြလေသည်မဲတုံးကတရိษံများကိုအစာကျွေးရသည့်ဘဝမှာတရိษံတို့ဖြစ်ချင်ရင်ကတရိษံကဲ့သို့တည်လိပြီနောက်တနေ့နနက်တွင်လူငယ်တယောက်သည်ရွာတကြီးထံသို့လာရောက်ကား ကွင်းထဲ၌လူသေးအလောင်းတစ်ခု တွေ့ခဲ့ကြောင်းတိုင်တန်းလေသည်။တကြီးလဲလူသက်ခံရ၍တေတိအလောင်းဟုထဲမှကမောင်းကိုထူး၍လူစုလူဝေးဖြစ်ချီတက်လေ၏။တပင်အောက်တွင်ခွင်းများချံရံကတေနေသည့်မဲသုံး၏အလောင်းကိုတွေ့ရတော့မှဟာနားသခုမများကြီးပဲဟုမြည်တမ်းကြလေသည်။တကြီးလဲခွင်းများကို မောင်းနှင်၍အလောင်းကိုကြည့်ကဒံယာကိုရှာလေသည်။ဒံယာကိုလည်းမတွေ့ရသဖြင့်အစင်းစားရကြက်သွားလေသည်။ သို့သောအမျိုးအမည်မထင်ရှားသောအမဲအဝတ်တွင်အထူးစဉ်းစားမနေတော့ပဲဖြားလေးဖြစ်ဘက်ခါအမည်မြုပ်လိုက်ကြလေသည် ကိုဖိုးထင်တို့သားဖပြန်လာသောအခါတွင်ကနောက်ကျောင်းသားငယ်တဦးဤပြောစကားကြောင်းမဲသုံးဤအကြောင်းကိုသိရလေသည်ထို့နောက်တွင်က သူတို့ဤတရင်ကိုကြားကားမကြားရတော့ပေကျွန်တော်ဤအာယုံတွင်က မဲသုံးဤရုပ်တွင်မှာပကြီးကားတစ်ချက်တစ်ခုပေါ်မှာထားဝစင်မြင်အောင်၍နေမိပါသည်မဲသုံးသေးသွားပြီး၃လနှစ်အကြာတွင် အကြောင်းအားလျော်စွာရွာစင်းတို့ရောက်သွားရာမဲတုံတို့အိမ်မက်တို့လမ်းမျောကြည့်မိလေသည်ကြက်တန်ဘဲတန်ဝတ်အော်တန်နော်အော်တန်တို့ဖြစ်ဆူညံခဲ့သောမဲတုံဤအိမ်ကလေးကမိုးတံလေးတံကြောင့်ပျက်စီးယိုယွင်းခဲ့ပြီးတကားလူမှန်တိရစအရွယ်ကပင်တရိစ္ဆာန်နဲ့သူတစ်ပါးတို့ကိုအစာကျွေးမွေးခြင်းဖြင့်အချိန်ကုန်ခဲ့ရသည့်မဲတုံသည်အိမ်တော်တဲ့ဘွားတွင်လည်းလင်းနဲ့သားအပြင်နွားဝတ်ကြက်ဘဲတို့ကိုအစာကျွေးရင်းပင်အသက်အတိုင်းနေခဲ့ရမှာ တို့အတွက်စားစရာများကိုတည်ပိုးလာရင်လန်တော့မှာပင်ခွေးတွေအကြဝဲ ခွေးကဲတို့တည်ခဲ့ကြပြီမဲတုံတည်ခဲ့ဒီမှာကာလာအတော်ကြာခဲ့ပြီဖြစ်တော့လေသူဤဖြစ်စဉ်ကိုမှမှုံမွားမွားမြင်အောင်မိသေးသည်ချက်တန်ဘဲတန်ဝတ်တန်တို့မှလည်းအတော်ခက်ဝေးဝေးမှတည်နေသည့်ဆောင်းတန်မမတာယာစွာကြားရောက်မိသေးသည်မဲတုံကပြစ်စုံပံပေါ်အတွင်မထင်ရှားသောသူစင်းရဲမှအဖြစ်ဖြစ်ဒုက္ခအမျိုးမျိုးကိုခံစားလာခဲ့ရမှာ တေချင်းဒီဟူသောပေါင်းမှုတရာဖြင့်အေးစေစွာထောက်ခွာသွားကြပြီတကားတန်းဆွေ1940ပြည့်နှစ်တာယာမဂဇင်းအားဆရာပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမ်းမာပေးခင်ကြပါစီ